မြန်မာအသင်းနဲ့ဗီယက်နမ်ပွဲစဉ်မြန်မာမျိုးသမီးအသင်းအနေနဲ့ကတော့ဗီယက်နမ်အသင်းကိုရှုံးလို့လည်းမရပါဘူးတိုက်ပွဲမှာအမှတ်ခံလို့လည်းမရပါဘူးယခုအခါမှာတော့မြန်မာမျိုးသမီးအသင်းတို့အခြေအနေဟာအလွန်ရေးကြီးတဲ့အနေအထားတစ်ရပ်မှာရောက်ရှိနေပါပြီဗီယက်နမ်လုံးအင်အားကြီးတဲ့အသင်းတစ်သင်းဟာအံ့အားသင့်စရာကောင်းတဲ့ဖိလစ်ပိုင်အသင်းကိုပွဲပြီးကနီးသွင်းကိုတကိုးနဲ့ရှုံးနေသွားခဲ့တာကြောင့်ကျွန်တော်တို့မြန်မာအသင်းအတွက်အခွင့်အရေးအနေနဲ့ကတော့အန္တရာယ်နှစ်ခုလုံးကိုပေါ်ထွက်လာတာလည်းဖြစ်ပါတယ် လက်ရှိမြန်မာအသင်းဟာမလေးရှားအသင်းကို3-0နဲ့အနိုင်ရရှိခဲ့လို့အုပ်စုပထမနေရာမှာရပ်တည်နေပေမဲ့လို့လာမယ့်ဒီဇင်ဘာလ17ရက်နေ့ဗီယက်နမ်နဲ့အုပ်စုမှာတော့နောက်ဆုံးပွဲစဉ်ဟာကျွန်တော်တို့ရဲ့စီကိန်းကိုလန်ကီအတွက်အဆုံးဖြတ်တိုက်ပွဲလည်းဖြစ်လာမှာပါလာမယ့် BNN နဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့မြန်မာအသင်းအနေနဲ့လုံးဝကိုရှုံးလို့မရတော့ပါဘူး။ တကယ်လို့မြန်မာက BNN ကိုတကူစီတို့လောက်နဲ့ရှုံးခဲ့မယ်ဆိုရင် BNN နဲ့ဖိလစ်ပိုင်တို့ကရမတ်တွေဟာကျွန်တော်တို့နဲ့တူညီသွားမှာဖြစ်ပြီးတော့ရမတ်6မှတ်ဖြင့်အသင်း3သင်းလုံးတူညီနေမှာဖြစ်ပါတယ်ဖိလစ်ပိုင်ကမလေးရှားကိုတေချာပေါက်နိုင်မှာပါထို့ကြောင့်အုပ်စုတက်ရောက်ဖို့အတွက်စီမင်းနေအရာဂိုးကွာချာချာဖြင့်ဆုံးဖြတ်ရမှာလည်းဖြစ်ပါတယ်ဖိလစ်ပိုင်ကမလေးရှားလုံးအင်အားနဲ့တဲ့အသင်းကိုကန်တဲ့ပွဲမှာ၄ခုထက်အပြတ်သက်နိုင်သွားမယ်ဆိုရင်ဂိုးကွာချာချာအရာမြန်မာအသင်းဟာရမတ်6မှတ်နဲ့တောင်အုပ်စုကနေထွက်ခွာရဖို့တေချာသလောက်ရှိနေပါပြီ ။ဒါကြောင့် BNN နဲ့ပွဲစဉ်မှာတော့ရှယ်ယုံရမယ့်ပွဲတစ်ပွဲလည်းဖြစ်လာမှာပါ။ဒီအနေကြီးကိုရှောင်ချပြီးတော့ရွှေရည်သိသူတက်လာနိုင်မှုအတွက်ကျွန်တော်တို့လိုအပ်တဲ့ရလဟာယူရှင်းပါတယ်။မြန်မာအသင်းက BNN အသင်းကိုတရေကန်နိုင်ခဲ့ရင်မြန်မာကအုပ်စုဘိုးဖြစ်ပါပြီ။တရေရလက်ဒီကျွန်တော်တို့ကိုဂရုပီမှာပထမနေရာဖြင့်တက်ရောက်စေပြီးတော့ semi final အတွက်အင်ရှင်ထိုင်းအသင်းကိုရှောင်ရှားစေနိုင်ပါလိမ့်မယ်။ကျွန်တော်တို့မြန်မာအသင်းကဒီနေ့မှာမလေးရှားကို3-0နဲ့နိုင်ခဲ့ပေမဲ့လို့ဒီပွဲစဉ်ရဲ့ခြေစွမ်းဟာပြိုင်သက်တွေကိုအားရကျင်နေမှုမပေးနိုင်ခဲ့ပါဘူး။ ကိုပေါ့ရှိမှာပဲအခွင့်အရေးတွေဖန်တီးမှုတွေမလို့အဖက်နဲ့ဘောလုံးဆုံးရှုံးမှုတွေခန်းစစ်ပိုင်းကအလွယ်တကူပေးခဲ့ရတဲ့အမှားတွေကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။နောက်ထပ်သတိပေးစရာအနေနဲ့ BNN အသင်းဟာဖိလစ်ပိုင်အသင်းကိုရှုံးနိမ့်ထားလို့စိတ်တဲ့ပန်းဆိုင်ရာကပိုကြမ်းတမ်းလာပါလိမ့်မယ်။သူတို့ရဲ့ပြင်းထန်တဲ့ဖိအားပေးမှုတွေရင်ဆိုင်မှုတွေကမလေးရှားဘက်ကလို့တိကျမှုမရှိတဲ့ပေးပို့မှုတွေခန်းစစ်ကစားသမားတွေရဲ့နေရာလွတ်မှုတွေတစ်စက္ကန့်အတွင်းမှာပဲဂိုးပေးရနိုင်ပါတယ်။ ဒီပွဲစဉ်မှာတော့တမ်ပြန်တိုက်စစ်ကိုဦးစားပေးပြီးတော့အမှားယုံမရှိအောင်စီကံတိကျစွာထိန်းချုပ်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့မရှုံးနိုင်ရင်တော့အနိုင်ရရှိမှာသိကြပါကျွန်တော်တို့မြန်မာအသင်းဟာဗီယက်နမ်ကိုအနိုင်ယူခဲ့ပြီးတော့ဖိလစ်ပိုင်အသင်းကိုတော့နှစ်ခုတခုနဲ့အနိုင်ယူထားပြီးသားပါကျွန်တော်တို့ရဲ့စွန့်ရင်နဲ့အည်သွေးတွေဟာဗီယက်နမ်ထက်မနှိမ့်ကြပါဘူးကစားသမားအနေဖြင့်စိုးရိမ်ပူပန်မှုတွေစွန့်အားပြောင်းလဲမှုတွေနဲ့နီးပြတွေရဲ့အစီအစဉ်အတိုင်းကိုပြင်းပြင်းထန်ထန်သတိထားကကစားသွားမယ်ဆိုရင်တော့လိုအပ်တဲ့ရလဒ်တွေကိုရယူနိုင်မှာဖြစ်ပါတယ် အုပ်စုဘိုးနေရာဖြစ်တဲ့ semi-final ကိုလည်းခိုင်ခိုင်မာမာတက်ရောက်နိုင်ပါလိမ့်မယ်။ရှုံးဘွဲကိုရှောင်ရှားပြီးတော့အုပ်စုဘိုးပြင်ရွှေတိုက်စုကိုတော့ဆက်လျှောက်ကြဖို့အားလုံးကိုအောင်မြင်စေချင်ပါတယ်။2025ခုနှစ်စီကိန်းမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့အုပ်စုဘီမှာနောက်ဆုံးပွဲစဉ်ကိုတုံ့သက်ကြည့်ရအောင်။ပွဲဆက်တင်မဲ့အချိန်နေနဲ့ကတော့ဒီဇင်ဘာလ17ရက်နေ့ညနေ3နာရီခွဲအချိန်မြန်မာနဲ့ဗီယက်နမ်အသင်းတို့ပဲဖြစ်ပါတယ်။လက်ရှိချိန်မှာအမတ်ပေးစရာရဲ့ရည်တည်မှုအနေနဲ့ကတော့မြန်မာအသင်းမှာတော့ရမတ်က6မှတ်ဂိုးကွက်ချက်ချက်က4ဂို ။ BNN အသင်းမှာတော့ရမတ်က3မှတ်6ကွက်ချက်ကက69ဖိလပိုင်အသင်းမှာတော့3မှတ်6ကွက်ချက်က0မလေးရှားအသင်းမှာတော့ရမတ်က0 6ကွက်ချက်က19လို့ပဲဖြစ်ပါတယ်။ဖိလပိုင်က BNN ကိုနိုင်သွားလို့မြန်မာအသင်းကစီမီတက်ဖို့အခက်အခဲကိုအခြေအနေတွေတွေ့ကြုံနေရတာလည်းဖြစ်ပါတယ်။စီဂိတ်မြို့သူမျိုးဘောလုံးပြိုင်ပွဲအုတ်စုခအပွဲစဉ်တစ်ပွဲဖြစ်တဲ့ဖိလစ်ပိုင်နဲ့ဗီယက်နမ်မှာဖိလစ်ပိုင်ကတကုတ်0နဲ့အနိုင်ယူခဲ့လို့ဆီမီဖိုင်နယ်တက်ဖို့အတွက်မြန်မာဗီယက်နမ်အသင်းတွဲဆောင်ရမှာလည်းဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ဗီယက်နမ်ကိုရှုံးခဲ့မယ်ဆိုရင်တော့အုပ်စုအတွက်သုံးသင်းပတ်လည်ဖြစ်သွားပြီးတော့ဟော့တူဟော့အပြင်ရလက်တွေကိုတော့သုံးသက်ရမှာဖြစ်ပါတယ်ဒါကြောင့်မြမအမျိုးသမီးအသင်းအနေနဲ့ဗီယက်နမ်ကိုတရေသုံးဖို့အနိုင်ရမယ်ဆိုရင်ဆီမီဖိုင်နယ်တက်ဖို့ကိုလွတ်လွတ်ကျွတ်ကျွတ်တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။အကယ်၍သာမြမအသင်းကဗီယက်နမ်ကိုရှုံးခဲ့မယ်ဆိုရင်မြမဗီယက်နမ်ဖိလစ်ပိုင်၃သင်းစလုံးရမှတ်က၆မှတ်စီဖြစ်သွားပြီးတော့တူညီသွားမှာလည်းဖြစ်ပါတယ်။ အချင်းချင်းပွဲစဉ်တွေကိုရမှတ်တွေကိုကြည့်ရမယ်ဆိုရင်တော့ hot to hot အနေနဲ့သုံးစည်းစလုံးအချင်းချင်းမှာတော့တပွဲစီအနိုင်ရရှိထားတာကြောင့် သုံးမက်စီကိုရထားတာဖြစ်ပါတယ်မြန်မာအသင်းအနေနဲ့ဖိလစ်ပိုင်ကိုအနိုင်ရရှိခြင်းဒါမှမဟုတ်ဖိလစ်ပိုင်ကိုရှုံးခဲ့မှာဆိုရင်တော့ဂိုးရီအတွက်ပေါ်မူတည်ပြီးတော့တွက်ချက်ရမှာလည်းဖြစ်တယ်။ဗီယက်နမ်အသင်းတွင်ဂိုးကွာချက်ချက်က6မှတ်ရှိပြီးတော့အလုံးစုံဂိုးကွာချက်ချက်ကလက်ရှိမှာတော့တာလွန်နေပါတယ်။ထို့ကြောင့်မြန်မာအသင်းဒီဂိုးများကြီးဖပက်စီရန်ရှုံးနိုင်ရန်လိုအပ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းနေနဲ့အုပ်စုတက်ဖို့ဆိုရင်ဗီယက်နမ်ကိုအနိုင်ရရှိမှသို့မဟုတ်အ ਨੇ ဆုံးသရေရရှိမှသာလင်းအုပ်စုတက်မှာဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာတော့မလေးရှားအသင်းကိုတော့3-0နဲ့အနိုင်ယူခဲ့ပါတယ်။မေထက်လူစန်းတော်တော်ဝင်းတန်ကီထွန်းရဲ့အတွင်းကိုးတွေနဲ့အတူဂိုးပြအနိုင်ယူခဲ့တဲ့မြန်မာအမျိုးသမီးအသင်းပဲဖြစ်ပါတယ်။ ။ဖလေရှားအသင်းကိုသုံးခုပြည့်အနိုင်ရရှိတဲ့ပွဲအပြီးမှာတော့ဝင်းသိန်ကြီးထွန်းရဲ့ပြောစကားရှိပါတယ်။ဒီနေ့ပွဲမှာသုံးခုတွေအများကြီးမရခဲ့ပေမဲ့လို့ကျွန်တော်ညံ့ခဲ့တယ်လို့ဆိုပါတယ်။ပြိတ္တကတွေကိုလည်းတောင်းပန်ချင်ပါတယ်။လာမယ့် VNN ပွဲကိုတော့ semi final တက်ဖို့အတွက်သဘောထားကြီးကြီးနဲ့အနိုင်ရဖို့ရေကုန်ရေကန်းကြိုးစားသွားမယ်လို့ဆိုတဲ့မြမအမျိုးသမီးတိုက်စစ်မှုဝင်းသိန်ကြီးထွန်းကပြောသွားတာပဲဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့်မြမအသင်းမှာအကျိုးပိုလူဝဲအဆင့်ကိုတက်ရောက်ရန်တေချာသွားပြီပဲဖြစ်ပါတယ်။မြမမျိုးသူမီးအနေဖြင့်လာမယ့်2025ခုနှစ်12လပိုင်း17ရက်နေ့မှာတော့ဘီယန်နန်အသင်းနဲ့ရှင်မြန်ကစားရမှာလည်းဖြစ်ပါတယ်။ဖိလစ်ပိုင်အသင်းနဲ့ဘီယန်နန်အသင်းတို့မှာလည်းတကောစီရုံးနဲ့ပွဲပြီးရလတ်ကိုထွက်ပေါ်ခဲ့ပါတယ်။အဆိုပါပွဲပြီးရလတ်ကြောင့်ဘီယန်နန်အသင်းအနေဖြင့်မြမအသင်းကိုအုပ်စုနောက်ဆုံးပွဲစဉ်မှာမဖြစ်နေနိုင်ကစားမှသာဖိလစ်ပိုင်အသင်းအနေဖြင့်မလေးရှားကို၄ခုထက်အသွင်းယူနိုင်ရင်ဆီမီဖိုင်နယ်တက်ရောက်ခွင့်ရမှာလည်းဖြစ်ပါတယ်။ ုင်းမြစ်ပြည်မှာတော့မြန်မာအသင်းအင်ကွင်းလားထင်မှတ်ရလားအောင်တခဲနဲ့ကို လာရောက်အားပေးတဲ့ပြည်သက်တွေကိုလည်းအမျိုးသမီးအသင်းကလိုက်လံနှုတ်ဆက်ခဲ့တယ်လို့လည်းသိရပါတယ်ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်နေတဲ့2025စီကိမ်းမြို့သမီးဘောလုံးပြိုင်ပွဲမှာတော့အုပ်စုဘီရဲ့ပွဲစဉ်တွေကတော့ဒီနေ့ရှင်ပြိုင်ခဲ့ရမြန်မာကမလေးရှားကို3-0နဲ့အနိုင်ရရှိပြီးတော့ဖိလစ်ပိုင်ကဗီယက်နမ်ကို2-0နဲ့အနိုင်ရရှိခဲ့တာကြောင့်စီမီဖိုင်နယ်တက်ရောက်ခွင့်မှာအပြေမပေါ်သေးတာလည်းဖြစ်ပါတယ်။ နှစ်ပွဲစီရှင်မြန်ကစားပြီးမှာတော့မြန်မာအသင်း၅၆မှတ်ရရှိထားပြီးတော့ဖိလစ်ပိုင်နဲ့ဗီယက်နမ်အသင်းတို့က၃မှတ်စီရရှိထားပါတယ်။အဆုနောက်ဆုံးပွဲစဉ်မှာတော့မြန်မာနဲ့ဗီယက်နမ်ဖိလစ်ပိုင်အသင်းနဲ့မလေးရှားအသင်းတို့ရှင်မြန်ကစားရမှာဖြစ်ပြီးတော့မြန်မာအသင်းအနေနဲ့ရှုံးလို့မရတဲ့အခြေအနေတစ်ခုမှရောက်နေပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့ဒီဇင်ဘာလ17ရက်နေ့မှာရှင်မြန်ကစားသွားမှာဖြစ်ပြီးတော့အုပ်စုပထမနဲ့အုပ်စုဒုတိယအသင်းနဲ့စီးဖန်နဲ့တက်ရောက်ခွင့်ရသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်တွေမှာတော့မြမအမျိုးသမီးအသင်းက ဆင်းဖန်နဲ့တက်ရောက်ဖို့တော့အများကြီးကိုမျောလင့်ချက်တွေအများကြီးရှိနေတာလည်းဖြစ်ပါတယ်။ကဲဒီနေ့ဗီဒီယိုလေးတော့ဒီလောက်နဲ့ပဲညီကုန်းချော့ချင်ပါတယ်။နောက်ထပ်အကားသားသတင်းအသစ်တွေဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နာမည်ကတော့ Mountain Nine Win ပဲဖြစ်ပါတယ်။